ိုနှစ်ချီအတွင်းမှာအနိုင်ထိုးပြမယ်လို့ကြုံဝါထားရီဘရာဇီးဖိုင်တာ အသက်35နှစ်အရွယ်ဘရူနိုဆေးဘောက်ကိုဂျော့ရှွာဘန်က၃ချီအတွင်းမှာပဲအလေးထိုးနဲ့အနိုင်ယူပြလိုက်ပါပြီထူခြားတာကအဲ့ဒီ UFC ပွဲကိုအမေရိကန်နိုင်ငံရဲ့သမရကြီးဖြစ်တဲ့ဒေါ်နယ်ထရန့်ကိုယ်တိုင်ကသွားကြည့်ခဲ့တာဖြစ်ပြီးတော့ဂျော့ရှွာဘန်ရဲ့စွမ်းဆောင်ရည်တွေကို အမေရိကန်သမရကြီးဒေါ်နယ်ထရန့်ကသဘောကျနေတယ်ဆိုပြီးတော့အွန်လိုင်းပေါ်မှာတော့ရေးသားဖော်ပြနေကြပြီလေဖြစ်ပါတယ်ဂျော့ရှွာဘန်ကတော့ ကောင်ပွဲထက်တောင်လူစိတ်ဝင်စားမှုအရန်ကိုမြင့်တက်နေပါရယ် UFC ကလည်း Joshua Bay ရဲ့ပွဲကို Facebook ပေါ်မှာသင်လိုက်တဲ့အခါမှာတော့ကောင်ပွဲတွေထက်တောင် Joshua Bay ရဲ့အနိုင်ရတဲ့ပွဲကြီးက like share view တွေများပြီးတော့လူစိတ်ဝင်စားမှုအမြင့်သက်ဆုံးနေရာမှာရရှိထားခဲ့ပြီလေဖြစ်ပါရယ် Joshua Bay ကို UFC ကိုရင်က Champion Long ဆိုပြီးတော့သုံးနှုန်းထားခဲ့တာ ဖြစ်ပြီးတော့ Joshua Bay ဟာအခုချိန်မှာဆိုရင်တော့ flyweight တန်းမှာအလားအလာအကောင်းဆုံး အသက်ငယ်ဆုံးဖိုင်တာဖြစ်သတ်မှတ်ခံထားလိုက်ရပြီလေဖြစ်ပါရီဟုတ်လေဟုတ်တယ်ဗျဂျိုရှွာဘန်ဟာတပွဲပြီးတပွဲတကယ်ကိုမှဘောက်ဆင်စကေးတွေကကောင်းလာတာကိုတွေ့ရပါရီဒီပွဲမှာဆိုရင်အားလုံးကဂျိုရှွာဘန်ဟာရှေ့ပွဲမှာတုန်းကနော် ရှေ့ပွဲအားလုံးတွေမှာပါဝါပိုင်းအားနည်းတယ်လို့ဖြစ်နေတာကြောင့်ဒီပွဲမှာပါဝါပိုင်းအားကောင်းပါမလားဆိုပြီးတော့ပြည်သက်တွေကစူးရင်ခဲ့ကြတယ်ဒါမဲ့ဂျိုရှွာဘန်ဟာသူဟာပါဝါအားကောင်းတဲ့ကစားသမားဆိုတာဒီပွဲမှာ ြသသွားခဲ့တာပဲဖြစ်ပါတယ်။ရှစ်ပွဲတွေမှာဂျိုရှွာဘာဟာအယအသာပေးခန္ဓာကိုယ်အသာပေးနေကစားခဲ့ရတယ်သူကလူကောင်သေးနေတဲ့ခါကျတော့သူ့ရဲ့ပါဝါတွေကသိပ်ပြီးတော့ရှစ်ပွဲတွေမှာမသိတာဘူးเนาะဆိုတော့ဒီပွဲမှာတော့သူ ਨੇ စိုက်သူเนาะထိုးခေရတာဖြစ်တဲ့တော့ဂျိုရှွာဘာကသူဟာပါဝါကောင်းတဲ့ကစားသမား TKO နဲ့အနိုင်ယူပြနိုင်တယ်ဆိုတာကိုပြသသွားခဲ့ပြီလေဖြစ်ပါတယ်။မြန်မာတနိုင်ငံလုံးကတော့အရန်ကိုပြောရှင်နေကြပြီးတော့အခုလိုမျိုးမြန်မာ fighter တွေတယောက်ပြီးတယောက် World Championship မှာเนาะ ပုံပုံလေးကြာရှုံးနေတဲ့အချိန်မှာသူတို့ကိုပျော်ရွှင်မှုပြန်ပေးနိုင်တဲ့ဂျော့ရှွာဘန်ကိုအရန်ကိုကျေးဇူးတင်နေကြပြီးတော့အရန်ကိုချီးကျူးနေကြပြီလေဖြစ်ပါရီဂျော့ရှွာဘန်ကတော့တကယ်ကိုမှချန်ပီယံလောင်းပါနော်တနေ့ကျရင်ဖြစ်မယ်လို့ကျွန်တော်မြန်မာပရိသတ်တွေယုံကြည်တယ်ဒီအင်တာဗျူးမှာဆိုရင်လည်းပဲနော်ပွဲပြူးအင်တာဗျူးမှာဆိုရင်လည်းပဲမြန်မာနိုင်ငံရဲ့အလံကိုလေဘေးမှာချိတ်ထားပြီးတော့ဂျက်ရှွာဘန်ကမြန်မာနိုင်ငံအတွက်ဆူတောင်းပေးပြီးတော့မြန်မာကူဆောင်ပြနေတာက ပြည်သက်တွေတော့အချစ်ပူစေပါတယ်ပြီးတခါကျတော့အမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်တဲ့ဒေါ်နယ်ထရန့်ကိုလည်းကဂျော့ရှွာဘန်ကိုချီးကျူးသွားခဲ့တာပဲဖြစ်ပါရဲ့နော်